ရသဗျာကမိဘနဲ့ပတ်သက်ပြီးတော့မလုပ်ကြွေးဘူးဆိုရင်သားသမီးတွေကို မှတ်လွတ်သားလားအောင်ကိုပြောထားတဲ့စကားတွေရှိသေးတယ်။ဆုံးမထားတဲ့စကားတွေယောမတရံပိတောပိတရံဝါစိနကံကတရွဗနအမေနဲ့အဖေအိုမေးမစွမ်းဖြစ်ပြီးတော့အရွယ်ကြီးပြီးအရွယ်လွန်သွားတဲ့အချိန်မှာတဲ့ပဟုတန်တော်နဗရတိတန်းနိုင်ရဲ့သားနဲ့ ကိုကိုယ်တိုင်ကလည်းပြုစုနိုင်စွမ်းရှိရတဲ့နဲ့မပြုစုဘူးဆိုလို့ရှိရင်တန်စင်ညာဝတ္တလောဣတိအဲ့ဒီပုဂ္ဂိုလ်ကိုသူယုံမှလို့ပဲမှတ်လိုက်ပါတဲ့။နောက်ဒီတစ်ခုတည်းနဲ့သူယုံမှလို့သတ်မှတ်တာ။သူယုံမှဆိုတာဘယ်သူမှဖြစ်ချင်ဘူးလေ။ဝတ္တလအောက်တန်းစားရတဲ့အန်တက်ချေဘောပဲခုနက။ဘလောက်ဇမ်းမြင့်တဲ့လူဖြစ်ဖြစ်ဇက်နိုင်မဲ့တာ။ဘာလို့လဲဆိုသူအမှုချင်းကသူယုံမှရဲ့အမှုချင်းကို။အမှုချင်းနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားလူတော်လူကောင်း ဒီမြင့်မြတ်သူနဲ့ယုံနေသူကိုတတ်မှတ်တယ်။ဆက်နဲ့မတတ်မှတ်ဘူး။ဒါမို့ကမ္မုဏနတ်စစ္စာဝတ္တလောဟောတိနတ်စစ္စာဟောတိဖြစ်မနော။ဒါအိန္ဒိယမှာဆိုတိတ်ထိပဲရှိတယ်မြတ်စွာဘုရား။ဆဝါရကိုတွန်းလှန်တိုက်ခိုက်တဲ့စကားတစ်ခုပြောရတယ်ဆိုတာ။အိဗဒါမခဲရင်နဲ့ပေါ့နော်။အယူဆပြင်းထန်နေတဲ့အချိန်မှာဖြစ်မနာဆိုတဲ့ဇာမြင့်ဟာဆက်ဆက်နဲ့မဆိုင်ဘူး။ဝတ္တလောဆိုတဲ့အောက်တန်းစားဟာလည်းဆက်နဲ့မဆိုင်ဘူး။ ဘာနဲ့ဆိုင်လို့လဲကမ္မုဏဝဒလောဟောတိကမ္မုဏဟောတိပြမနောသူရဲ့လောရနဲ့ဆိုင်တယ်လောရက မကောင်းဘူးဆိုရင် မကောင်းတဲ့လူပဲလောရကကောင်းရင်ကောင်းတဲ့လူပဲအဲ့တော့သူရဲ့အပြုအမူပေါ်မှာခြေပြီးတော့လူကိုတန်ဖို့ဖြတ်လို့ဒီလိုဆိုလို့တယ်ဟာလူကိုတန်ဖို့ဖြတ်ဟုတ်တာပဲတကယ်လက်တွေ့မှာတော့အဲ့တိုင်းပဲသေချာနာပဲသူရပစ္စည်းခိုးတဲ့လူသခိုးလို့သတ်မှတ်တာပဲလေဘာလူမျိုးပဲဖြစ်ဖြစ်သူရပစ္စည်းခိုးရင်ခိုးတာသူလုပ်တဲ့အလုပ်လေး အเจ้าဆရာလုပ်ပြီးစာသင်ပေးရင်ဆရာပေါ့ဒါဟုတ်တာသူလုပ်တဲ့အလုပ်အဲ့လိုမဟုတ်ဘဲနဲ့အယောင်းဝယ်လုပ်ရင်ကုန်တယ်ပေါ့တင်ကားဝယ်ရင်တော့ဘုံကြီးပေါ့အသူအလုပ်ရက်ကိုကြည့်ပြီးတော့ဒီနာမည်တွေကသူ့အနေနဲ့သူသွားတာဟာအဲ့ဒါကိုမြတ်စွာဘုရားဟောတာပဲဒါမို့မိဘကိုမလုပ်ကျွေးဘူးဆိုတော့ပုဂ္ဂိုလ်တယောက်ဟာဒါသူ့ယုံမှာပဲတဲ့မြတ်စွာဘုရား အဲ့ဒီပုဂ္ဂိုလ်သူရောမှလို့ပဲမှတ်ထားပါမှတ်လိုက်ပါကြံတဲ့လူဟာသူရောမှမဟုတ်ဘူးတဲ့နောက်တစ်ခုကယောမတရံပိတရံဝါဘတရံပဂိဏိတတ်တုံဟန္တိရောတိတိဝါစာယတန်စေညာဝန္တော်ဣတိအမေဖေကိုရိုင်းရိုင်းပြပြပြန်ပြီးတော့ဆဲမယ်ပြောမယ်ဆိုရင်လည်းသူရောမှပဲတဲ့ဒါလို့ဆိုလို့မိဘကိုရိုင်းဆိုင်ဆိုင်ဆိုင်ပြန်ပြောလို့ရှင်ဆဲရင်ဟောဒါသူရောမှလို့ မပါတဲ့။ဟောနောက်ခုကြတော့မြတ်စွာဘုရားဘာဟောထားတော့ဆိုမင်္ဂလာတုတ်မှာជីវတုတ်တဲ့ကြောင်းတရားဟောတယ်လို့ပဲပရာဘဝဆိုတဲ့တုတ်မှာပျက်စီးချောင်းဆိုပြီးတော့ဟောတာရှိတယ်ဆန့်ကျင်ပဲ။မင်္ဂလာတုတ်ဆိုတာជីវတုတ်တဲ့ကြောင်းတွေဟောတာဒါတွေလို့ရင်ជីវွားမယ်လို့ဟောတယ်။ခုဒီပရာဘဝတုတ်ကြတော့ပျက်စီးချောင်းပဲတဲ့။မင်းပျက်စီးမှာပဲ။ဒီဘဝမပျက်စီးရင်နောက်ဘဝမှာပျက်စီးမှာပဲ။အထက်တန်းဘယ်လိုမှမရောက်နိုင်ဘူးလို့ တခါတခါကျတော့လူတွေဟာဒီဘဝမှာကြံတဲ့အခြေအနေတွေကောင်းနေလို့အခြေအနေကောင်းတယ်လို့ထင်ရပေမဲ့လို့နောက်ဘဝကျတော့မျောလင်းချက်မရှိအောင်အောက်တန်းကျသွားတာလည်းရှိတတ်တယ်ပေါ့ဘဝဆိုတာရှိနေတာဟုတ်ရှိနေတော့ကိုယ့်ရဲ့လုပ်ရက်တွေဟာဒီဘဝမှာတော့တခြား condition တွေကကောင်းနေသေးသည်အတွက်ကြောင့်အခြေအနေမပြောင်းလဲပေမဲ့လို့ condition တွေပြောင်းသွားတာနဲ့တပြိုင်နက်ကျွမ်းတို့မောက်ကုန်ဖြစ်ကုန်တာပဲတဲ့ ဲ့ဒါကြောင့်လို့ပရာဘဝသုံးမှာတော့မြတ်စွာဘုရားဟောထားတယ်ယောမတရံပိတရံစိဏကံကတယုဗနအမေအိုဖေအိုအရွယ်ရင့်လာတဲ့အခါမှာတဲ့ပဟုတန်တော်နဗရတိကိုစွမ်းနိုင်တဲ့အနေထားရှိရတဲ့နဲ့မကြွေးမွေးဘူးမဆောင်းရှောက်ဘူးဆိုလို့ရှင်တံပရာဘဝတော်မူခံအဲ့ဒါဟာပျက်စီးခြင်းအကြောင်းပဲဒါဟုတ်တယ်ဗမာပြည်မှာ အမေဖေကိုပြစ်ထားတဲ့လူတယောက်မိဘ မိဘကိုပြစ်ထားတဲ့သာသမီးဟာသူ့သာသမီးကလည်းသူ့ကိုပြစ်ထားတာဒီဘွားတယ်မယ်ဝတ်လေခဏခဏတွေ့ဘူးတဲ့အဲ့ဒါအမေဖိုးယူသေးတဲ့သာသမီးဟာသူ့သူ့ရဲ့သာသမီးကလည်းသူ့ကိုယူသေးတယ်အဲ့တော့သူကအမေဖိကိုပြစ်တဲ့អော်တယ်ဆိုရင်လည်းသူ့သာသမီးကသူ့ပြန်អော်တယ်သူ့ကိုချက်ချင်းပဲအဲ့ဒါเนาะတုံ့ပြန်မှုကချက်ချင်းလားနောက်မှမဆိုင်ဘူးဒီဘွားမှာပဲလားအဲ့ဒါပျက်စီးဆုံးရှုံးခြင်းရဲ့အကြောင်းပဲလို့ မြတ်စွာဘုရားပရာဘဝတော်မှာဒီလိုခေါ်ထားတယ်အခုပြောရတဲ့အချက်လက်တွေဟာမြတ်စွာဘုရားကိုယ်တိုင်မိဘနဲ့ဆက်ပြီးတော့ဆုံးဝဩဝါဒပေးပြီးတော့ဟောကြားခဲ့တဲ့တရားဒေသနာတွေကထုံထုံပြီးတော့ခေါ်ကြတာဖြစ်ပါတယ်မိဘခြေစူးတရားနဲ့မြတ်စွာဘုရား၏အဆုံးအမစကားဆိုတာတကယ်စာပေကျမ်းဂန်ထဲမှာ950စတ္တိထဲမှာလည်းပဲဒီအကြောင်းနေ ဘုရားလောင်းတွေဟာမိဘတွေကိုဘလို့ပြုစုခဲ့တယ်ဆိုတော့ဇာလန်းတွေအများကြီးရှိတယ်ပေါ့ဒါသုတ်တံပါဠိတော်တွေမှာလာတဲ့မိဘနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဟောကြားထားတဲ့တရားဓမ္မတွေဖြစ်ပါတယ်ဒါကြောင့်မို့တရားချက်ခင်သရောစဉ်ပြိဿပေါင်းတို့တို့လူဘဝရောက်လာတာဟာမိဘကိုအကြောင်းပြုပြီးတော့မိဘနဲ့ဆက်နွယ်ပြီးတော့နေတဲ့တို့လူဘဝရလာတာမိဘရဲ့ခြေစူးတွေဟာပထမဆုံးအလွန်ကြီးမားတဲ့ခြေစူးတွေရှိတယ်ဒီခြေစူးတွေဆက်ရတာဟာတို့အတွက်မှာ အမတန်မှမြင့်မြတ်တယ်လို့စိတ်ထဲနှလုံးထဲမှာထားပြီးတော့မိဘခြေဆုအထူးသိမြင်ကတသိထင်ရှားမိဘများရှိတဲ့ပုံကိုယ်တွေကမိဘကိုပြုစုလှုပ်ကြွေးခြေဆုဆက်လို့တမလွန်ဘဝမိမိတို့ရဲ့မိဘတွေတမလွန်ဘဝပြောင်းသွားပြီဆိုလို့ရှိရင်လေမကြခဏကုသိုလ်ကောင်းမှုလုပ်ပြီးတော့အမြတ်တမ်းပေးဝေခြင်းဖြင့်မိဘရဲ့ခြေဆုကိုဆက်ကြရမယ်ဆိုတာကို ကိုစီကိုစီသဘောကျပြီးတော့調査ไล่นาနိုင်ကြပါစေကုန်တည်း